ယန်းတို့တဲ့ဥပမာပြောမယ်လောကမှာအလွန်အစိတ်ပြင်းတဲ့အာတိဝိတာဥက္ကဋေတာဂောဓဝိတာလျင်သောအစိတ်ရှိတဲ့ထက်သောအစိတ်ရှိတဲ့ကြိုက်လိုက်လို့ရှိရင်လျင်သောအစိတ်ဆိုတာတန်းကလေးလဲသွားအောင်အစိတ်ပြန့်လာအရန်မြန်နေပေါ့နော်ပြန့်သွားပြီဆိုလို့ရှိရင်လည်းကုလို့မရတော့ဘူးအစိတ်ကအလွန်မှလည်းကျန်းနေပေါ့ နော်တချို့ဘုံဘုံတို့ငငယ်ရကြာဝတာချို့မွေတွေငန်းတွေကြိုက်လိုက်လို့ရှင်ငန်းတပြန်အပြင်သွားမသွားနိုင်လို့ဒီခါလေးလဲသွားတယ်လဲပြီးရင်အဲ့ဒါဒီခါလေးသတိတွေဘာတွေမစ်ပြီးမေ့ပြီးဆုံးသွားတယ်စတ္တတော်အတိဝိတာဥက္ကတေတာဂောဓဝိတာလျင်သောအစိတ်ရှိတဲ့ပြင်းသောအစိတ်ရှိတဲ့မွေကြီးလေးကောင်လောကမှာရှိတယ်အထပုရိသောအကိစ္ဆေယဇီဝိတုကာမောအမရိတုကာမောဒုက္ခကာမောဒုက္ခပတိပုလော အဲ့ဒီအချိန်မှာယောက်ျားတယောက်ရောက်လာတယ်ဘလို့ယောက်ျားတော့ဇီဝတုကာမောအသက်ရှင်လို့တဲ့အမရိတုကာမောမသေးလို့ဒုက္ခကာမောချမ်းသာလို့တဲ့ဒုက္ခပဋိကူလို့ဆင်းရဲဒုက္ခကိုမလိုလားဘူးမသေးလို့တဲ့အသက်ရှင်လို့တဲ့ချမ်းသာလို့တဲ့ဒုက္ခကိုကြောက်တဲ့လူတယောက်ရောက်လာ၏တဲ့စကားပြောတာအရင်စိတ်သက်တယ်နော်အဲ့ဒါမြတ်စွာဘုရားကတော့သူဟာအသေးစိတ်ဇလန်းသဘောမျိုးလေးကိုမဟောဘူးဒါပေမဲ့အထက်ကရာထဲမှာအသေးစိတ်ဖွင့်ပြတယ် အဲ့ဒါလေးကိုမင်းကုန်းဆိုတော်ဘုရားကြီးကအသေးစိတ်ကလေးပြောပြတယ်အဲ့ဒီဇလန်းသဘောလေးကိုအရင်နားထောင်ရမယ်နော်ဘုန်းဘုန်းတို့ရှေးခေတ်ကဘယင်နေစော်ပါတယ်ဆိုတာနန်းတော်မှာအလွန်အစိတ်ပြင်းတဲ့မွေတွေကိုမွေးထားတဲ့သဘောရှိ၏တဲ့ဘာလို့ဖို့မွေးထားတာတုံးဆိုရင်နော်တစ်ဖက်နိုင်ငံကရန်သူတွေနဲ့စစ်ပွဲဖြစ်ပြီဆိုလို့ရှိရင်အဲ့ဒီမွေတွေကိုလက်နဲ့အနေနဲ့ရန်သူစစ်တပ်ထဲကိုပြစ်ချပြီးတော့တိုက်ခိုက်ဖို့ တခါကိုတကယ်လို့ဆစ်ရှုံးသွားပြီမနိုင်တော့ဘူးဆိုလို့ရှိရင်အဲ့ဒီအလွန်စိတ်ပြင်းတဲ့မွေသေးသေးလေးတွေရဲ့အကြိုက်ခံပြီးတော့ကိုကိုကိုအဆုံးရှိရင်ပေါ့အဲ့လိုရည်ရွယ်ချက်နဲ့မွေတွေမွေးတာတာရှိတယ်တဲ့အဲ့ဒါတနေ့တော့အဲ့ဒီရှင်မင်းကတေတံကြထားတဲ့တေမိတ်ကြထားတဲ့ရာဇောသားတယောက်ကိုဘာပြောတုံဆိုတော့မင်းတကယ်လို့မသေးခြင်းဘူးဆိုလို့ရှိရင်ဟောဒီမွေကြီးလေးကောင်ကိုမင်းပြုတ်ပြုတ်ရှောင်ရှောက်ပြီးတော့နေ အမှန်ကမသေးသေးခြင်းလို့မဟုတ်ဘူးဒုက္ခရောက်ပြီးတော့အမဲ့ကြွေချွေချွေကျင်တာသူကနော်ဆင်းရဲဒုက္ခကိုကြာကြီးခံပြီးတော့ဒုက္ခရောက်စေခြင်းလို့အဲ့လိုလှုပ်တယ်မင်းဒီမွေကြီးလေးကောင်ကိုအချိန်မှန်မှန်အိတ်တန်းတက်ပေးမယ်အချိန်မှန်မှန်ရေချိုးပေးမယ်အချိန်မှန်မှန်ကြွေးမယ်အချိန်မှန်မှန်နိုးထစေမယ်ဒီမွေကြီးလေးကောင်ရဲ့ဝေယဝစ္စကိုမင်းလှုပ်နေဆိုပြီးတော့သူ့ကိုမွေကြီးလေးကောင်အနှင်းပေးထားလိုက်တယ်တဲ့ဟုတ်လား အဲ့လိုပေးလိုက်တဲ့အခါကျတော့ဒီရာဇောသားကမွေကြီးလေးကောင်နဲ့အမြဲတမ်းအတူတူနေရတယ်။အတူတူနေတော့မွေကြီးတွေနဲ့ရင်းနှီးတမွေကြီးတွေကတခါလေးလေပင်ပတ်လက်မောင်းပတ်အဲ့ကြာတော့သူကတန်ရုံးစဉ်ဖြစ်လာပြီးတော့လေပင်ပတ်တာဆိုဆွဲယူကြီးများဆွဲထားတယ်လို့သူစိတ်ထဲမှာတချို့မွေချစ်တဲ့လူတွေရှိတယ်ဟုတ်လားနော်လက်လက်ပတ်ထားတာကိုလည်းလက်ကောက်ကြီးများဝတ်ထားတယ်လို့သူစိတ်ထဲမှာအဲ့လိုခံစားရတယ်အဲ့ဒါမွေတွေကိုချစ်နေတာအဲ့လိုမွေကိုချစ်တဲ့အချိန်မှာ ပညာရှိယောက်ျားသူ့ရဲ့အကျိုးကိုလိုလားတဲ့မိတ်ဆွေကောင်းကရောက်လာပြီးတော့ပြောတယ်တဲ့မောင်ယောက်ျားဒီမွေကြီးလေးကောင်ကိုမင်းကဟုတ်ထင်တယ်တကယ်စင်စစ်ဒီမွေလေးကောင်ကအလွန်စိတ်ပြည့်တဲ့မွေကြီးတွေအဲ့ဒါသူတို့စိတ်ဆိုးလို့စိတ်အခက်မတင်လို့မင်းကိုကြိုက်မယ်ဆိုရင်သေခြင်းလဲသေလိမ့်မယ်သေကောင်းပုံလဲဒုက္ခလဲရောက်ခြင်းလဲရောက်လိမ့်မယ်ဒါကြောင့် ဒီမွေလေးကောင်အိပ်ပျော်နေတော့မှအသာချပြီးတော့မင်ပြေးလို့ခိုင်းနေတယ်ဟုတ်လားအဲ့ဒီကြတော့မှ तू ကအော်ဒါအလွန်စိတ်ပြင်းတဲ့မွေတွေပဲဆိုတော့တိကြောက်လန့်ပြီးတော့ဒီမွေလေးကောင်အိပ်ပျော်နေတော့မှအသာချပြီးတော့ तू ပြေးအချုပ်ခန်းကို ဖောက်ပြီးတော့ပြေးတယ်အဲ့လိုအချုပ်သားပြေးတယ်ဆိုတဲ့သတင်းစကားကိုဘယင်းကကြားတဲ့အခါကျတော့မလုပ်တော့ဆိုတော့တရေးဖြက်ရေးမှာအလွန်အစွမ်းထက်တဲ့လူသက်သမား၅ယောက်ကိုလက်နက်ကိုစီအပ်ပြီးတော့ အဲ့ဒီရာဇောသားနောက်ကိုလိုက်ပြီးတော့တွေ့ရတဲ့ချိန်ဒါမဆိုင်တတ်ရမယ်လို့အမိန်ထုတ်ပြီးတော့နော်အာနာဘကဝတား9ယောက်ကိုအဲ့ဒီရာဇောသားရဲ့နောက်ကိုလိုက်ခိုင်းလိုက်တယ်အဲ့ဒါလိုလိုက်ခိုင်းလို့အဲ့ဒီဒုသသမား9ယောက်လိုက်လာတာကို तू မသိဘူးအဲ့ဒီအချိန်မှာပဲဘွားဆိုစောတော်ကမိတ်ဆွေကောင်းပေါ်လာပြီးတော့မင်းဖြည်းဖြည်းစီစီလုံမနေနဲ့ မင်းပြန်မိသွားလို့ရှင်မင်းမွေကြီးလေးကောင်ကိုပြန်ထိန်ချောင်းရမယ့်အန်တရရှိတယ်အဲ့ဒါတည်းမကဘူးအခုပိုးဆိုးတာကလူသသမား၅ယောက်ကလက်နက်ကိုကြီးနဲ့မင်းကိုတတ်ဖို့နောက်ကနေလိုက်နေတယ်မင်းဒါကြောင့်တိုးပြီးတော့ပြေးပို့ပြီးတော့ဝါယာမစိုက်ပြီးတော့ပြေးလို့ခိုင်းတယ်အဲ့ဒါနဲ့သူဆက်ပြီးတော့ဝါယာမစိုက်ပြီးတော့ပြေးတယ်သူ့ရန်သူကတိုးလာတယ်မွေလေးကောင်နဲ့မကဘူးလူသသမား၅ယောက်ကတိုးလာ ဲ့လိုလူသက်သမားတွေလှုပ်တော့လဲပဲဒီရာသောသားမမိဘူးပြင်းပြပြင်းနေတယ်ဆိုတာကိုဘုရင်ကတရင်စကားကြားတဲ့ခါကျတော့မလှုပ်တော့ဆိုတော့ဒီလိုဆိုလို့ရှိရင်တော့တိတိတာတာသူ့ကိုလူသက်သမားစေလှုပ်ပြီးတော့တတ်လို့တော့အောင်မြင်မှာမဟုတ်ဘူးအဲ့ဒီတော့သူနဲ့အတူတူငငယ်တဲကစားလက်ပင်းဖက်ပြီးတော့ကြီးလာတယ်သူ့ရဲ့ငယ်တငယ်ချင်းရှိအဲ့ဒီငယ်တငယ်ချင်းကိုခေါ်ပြီးတော့မင်းမိသားစုတွေဘာမှမပူစေရဘူးစိတ်ချဒါပေမဲ့မင်းရဲ့တငယ်ချင်းကိုမင်းလှုပ်ချင်ရမယ် ငယ်ပေါင်းကြီးပေါ်တငယ်ချင်းကိုတရှိုးဖြစ်နဲ့ခန့်အပ်တာနော်အဲ့ဒါလက်ဆွဲတော်တန်လဲကိုပေးပြီးတော့မဲအဲ့ဒါသူ့ကိုတတ်နိုင်မယ်ဆိုလို့ရှိရင်စုရည်လက်တွေအများကြီးရမယ်ရှုပ်ပြီးတော့အဲ့ဒီဇာတော်သားရဲ့ငယ်တငယ်ချင်းကိုလွှတ်လိုက်တယ်တဲ့အဲ့ဒါကိုလည်း तू ကမသိဘူးဒါပေမဲ့မိရွှေကောင်းကသူ့ကိုပြောတယ်ဒီသတင်းကိုဘင်းရင်ကမင်းကိုလူသက်သမား၅ယောက်တယ်မကဘူးမင်းရဲ့ငယ်တငယ်ချင်းကိုအဲ့ဒါမင်းကိုတတ်ဖို့လွှတ်လိုက်တယ်အကယ်၍မြတ်ငယ်တငယ်ချင်းနဲ့တွေ့